ပထမအောင်သူ select ပြတ်သွားတယ်။အရင်တော့ဒီ NG မတက်ခင်မှာကျွန်တော်ကအကောဟောတွေသာတော့။လုံးဝပြားရှိဖို့ပြောလို့မရဘူး။သူ့ရှင်ဘက်ထဲမှာလည်းပြားရှိတယ်လို့ပြောတယ်။အရင်တော့ဒီ NG မတက်ခင်မှာကျွန်တော်ကအကောဟောတွေသာတော့။တရားသာတော့။ဆိုးဆိုးဝါးဝါတလခင်မှာကျွန်တော် accident နှစ်ခေါက်ပြအောင်ကျွန်တော် အလောက်ကြီးဟာဖြစ်တာပေါ့เนาะအဲ့မှာမှအဲကျွန်တော်မှဒီတင်တဲ့ app ပြီးခက်လိုက်တယ်အဲ DJ ပြီးွားတဲ့ချိန်မှာကျွန်တော်ဒီ echo hall တွေကလုံးဝနားလိုက်တယ်အခုချိန်ထိပါပဲဟုတ်အလောက်ကြီးကျွန်တော်လုံနိုင်ခဲ့တဲ့အားရှိရပါတော့ပိတ်နေတဲ့ဟာတွေလုံးဝဆရာပြောတဲ့အတိုင်းပြီးတဲ့အိုးအုံးဆိုတောက်လျှောက်ကျွန်တော်ရဲ့အဲလုပ်ငန်းနေမှာဟောဟောအပေါင်းတင်းကောင်းတဲ့ဟာတွေတကယ်အများကြီးရလာတယ်အများကြီးလဲတိုးတက်လာတာပေါ့တော့ဟုတ် အခုလည်းနောက်တစ်ခေါက်ပြန်လာကြွားရတယ်။ PG မှာပထမအောင်တော့ select ပြန်သွားတယ်။ကျတော့ပြည့်ခါကျတော့သူ့ရဲ့ဂူကပေါ့နော်ဆရာဂူတွေရေးလို့ဒီခိုင်တဲ့ခါမှာ तू ကဒီမှာမှာ specialty သားငယ်လေးရှိရလေရှက်ခါကျတော့ तू ကသူ့သားလေးကိုတော့အရန်ချစ်တဲ့ခါကျတော့ဒီသားတော့စိတ်ရမ်းပုံနေပေါ့နော်ပဲမှာတိုင်းငယ်လေးက normal တိုင်းဖြစ်ဖို့ဆိုတဲ့ဂူက तू ကအများကြီးရွတ်တယ် PLP ကိုပြီးရခါမှာကျမသားလေးက normal school မှာ join ဝင်ရတယ်ပေါ့နော်ဆိုတော့ तू အရန်အံ့ဩတယ်ပေါ့ဆရာကလည်းဒါအမောပြေစီကျွန်တော်ကျမ report ပေးတာပါအများကြီးကျမတို့အတွက် ပြောင်းလဲမှုတွေရှိပါတယ်ဆရာကျေးဇူးအများကြီးတက်ပါတယ်။ဒီကဆိုရင်ဖျားရှိဖို့ကိုအမြဲပြောရတယ်ပေါ့နော်။ဟုတ်ကဲ့ပါဘူး။လောကဖျားရှိဖို့ပြောလို့မရဘူး။သူ့ရှင်ဘက်မှာသူဖျားရှိရတယ်လို့ပြောတယ်။မကောင်းတာသူဘာမှမလုပ်ဘူးလို့ပြောတယ်။ဒါပေမဲ့ဆရာနဲ့တင်တန်းတက်သွားတဲ့အချိန်မှာတင်တန်းပြီးတဲ့နေ့ကနေစပြီးတော့ဒီနေ့ထိပေါ့လောကဖျားရှိဖို့ပြောလို့မရဘူး။သူ့ရှင်ဘက်မှာသူဖျားရှိရတယ်လို့ပြောတယ်။မကောင်းတာသူဘာမှမလုပ်ဘူးလို့ပြောတယ်။ဒါပေမဲ့ဆရာနဲ့တင်တန်းတက်သွားတဲ့အချိန်မှာတင်တန်းပြီးတဲ့နေ့ကနေစပြီးတော့ဒီနေ့ထိပေါ့လောကတရားထိုင်တာလောကမပြတ်ဘူး။ဖျားရှိဖို့လားလောကမပြတ်ဘူး။ပြီးသွားရင်အမ် အလုံးမှလည်းပြောမယ်ဆိုရင်အညာထဲမှာအညာထဲစူးစမ်းလာတယ်ပြီးသွားရင်ညီမတို့အိမ်ထောင်လေးနဲ့အညာဟိုင်းစီးပြီးလာတယ်သမီးလေးပေါ်ဆိုလို့ချင်းနဲ့အညာထဲအညာဟိုင်းတည်းနေခဲ့ပါတယ်ဟုတ်အဲ့ဒါကြောင့်ညီမလာတတ်တာပေါ့